ငလင်းတန်းကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဝင်ကြီးရုံးအဆောက်အဦတွေကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝင်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါဗျ။မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့နေပြည်တော်ရှိပြည်ထောင်စုဝန်ကြီးများယုံအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွေတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်ဦးပြည်ထောင်စုဝန်ကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလိုက်ပါ၍အေဘီလာ၁၈ရက်နေ့ပိုင်းနှင့်ညနေပိုင်းတို့မှာလိုက်လံကြီးစုစစ်ဆေးခဲ့ကြောင်းသိရပါသည် အဲ့ဒီလိုလိုက်လံကြီးရှုစစ်ဆေးရမှာနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်ငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ပြည်တော်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အဦးအလို့သမားဝန်ကြီးဌာနရုံးအဆောက်အဦးဥပဒေရေးရာဝန်ကြီးဌာနရှိမြေကောင်နေရန်ပြိုကျပျက်စီးခဲ့မှုစီမံကိန်းနှင့်ဗန္ဓာယင်းဝန်ကြီးဌာနရုံးအဆောက်အဦးပြည်တော်စုရာဒူးဝန်အဖွဲ့ရုံးအဆောက်အဦးနိုင်ငံသားရေးဝန်ကြီးဌာနရုံးအဆောက်အဦးနှင့်အလို့သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ချုပ်အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုများနဲ့ဝန်ထမ်းများအားယာယီနေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေများအားလိုက်လံကြည့်ရှုစစ်ဆေးရာပြည်တော်စုစင်ပုံကူများနဲ့ပြည်တော်စုဝန်ကြီးများကငလင်တန်ကြောင့်အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုအခြေအနေများယာယီရုံးများဖွင့်လှစ်၍ရုံးလုံငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများဝန်ထမ်းမိသားစုများယာယီနေထိုင်နိုင်ရေးဆောင်ရွက်ပေးထားမှုအခြေအနေများအားအသီးသီးရှင်းလင်းတင်ပြကြကြောင်းသိရပါသည်